လိုအာဒီတစ်ခေါက်ကတော့ပေါ့နော်ဒီတပတ်သူဘက်ကမင်းကိုမြင်စေခြင်းသိစေခြင်းတွေတည်င်းစကားတွေကိစ္စရက်တွေဘာတွေရှိလဲဆိုတာကိုကြည့်ပြီးမှဖြစ်တယ်ပေါ့နော်တပတ်သူဆိုတာမှာကမင်းတွေးလိုက်တဲ့ဘယ်သူမှဆိုဖြစ်နိုင်တယ်ပေါ့နော်ဒီ reading ကိုမင်းရဲ့တပတ်သူမင်းနဲ့ပတ်သက်တဲ့သူတွေကအာဒီမင်းကိုသိစေခြင်းမြင်စေခြင်းတွေရဲ့တည်င်းစကားတွေကိုပြောပြပြီးမှဖြစ်တယ်ဆိုတော့ collective reading နဲ့ဖြစ်ပါမယ်ရှင် ကိုယ့်ရဲ့ခေါ်လိုက်တဲ့တွေကိုသူ့ရဲ့တစ်ဖက်သူကဘာလို့သိစေချင်မြင်စေချင်နေလဲဒီတရင်မလာရပါကြနေလဲဘယ်လိုပြပေးပါရှင်โอเค fire off လက်ရှိမှာပေါ့เนาะ तू อ่ะ ကိုယ့်ရဲ့ quality တွေကိုတစ်ဖက်သူကဘာတွေသိစေချင်နေလဲဆိုတော့သူ့ရဲ့အဆင်မပြေမှုတွေကိုမင်းကိုပြောပြချင်နေရယ်မင်းကိုသိစေချင်နေရယ်ဆိုတာမျိုးတွေ့ရတယ် fire cup ရဲ့ energy နဲ့တစ်ဖက်သူကမျိုးသားပဲဖြစ်ပါစေမျိုးသမီးပဲဖြစ်ပါစေသူလက်ရှိရောက်နေတဲ့နေရာသူလက်ရှိတွေ့နေတဲ့သူဒီလိုလူမျိုးတွေနဲ့သူအဆင်ပြေမနေဘူးဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော် ူอ่ะပေါ့เนาะလက်ရှိမှာ disappointment ပေါ့เนาะလုံးဝကိုစိတ်ကျဉ်နှံ့နေတဲ့အခြေအနေမျိုးမဟုတ်ဘဲနဲ့ဝမ်းနည်းနေရတယ်နောက်ဓာတ်တွေရနေတယ်အဆင်ပြေမှုတွေကိုခံစားနေရတယ်ဒါတွေကဘာကြောင့်ဖြစ်လာလဲဆိုတော့ narrow source ရဲ့ energy နဲ့သူမင်းစီကထွက်သွားဖို့ကို allergy ဆုံးဖြတ်ခဲ့မိတာမျိုးသူမဟုတ်မင်းတားနေတဲ့ဓာတ်တွေကတခုခုကိုသူ့ဘက်ကဆောင်ရွက်ခဲ့တာမျိုးလုပ်ခဲ့တာမျိုးတွေရှိနေမှာပေါ့เนาะအဲ့ဒီအတွက်သူလက်ရှိမှာနောက်ဓာတ်ရနေပါပြီတဲ့မင်းစကားတွေကိုနားမထောင်မိခဲ့တဲ့အတွက်သူအဆင်မပြေဖြစ်နေတယ်ဆိုတာကိုသူမင်းကိုပြောပြခြင်းနေရမှာ ကိုတွေ့ရတယ်။တစ်ဖက်သူကဒီမင်းနဲ့ပတ်သက်ပြီးတော့တော့လကောင်သူလက်ရှိဖြစ်နေတဲ့အခြေအနေတွေ saturation တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူက allergy နဲ့ပေါ့နော်မင်းရဲ့သတိပေးစကားတွေမင်းရဲ့အကြံဉာဏ်တွေကိုလက်မခံဘဲနဲ့ allergy နဲ့သူ့ဘာသူသူဆုံးဖြတ်ပြီးတော့သူ့ဘာသူသူရှေ့ဆက်တိုးခဲ့တာမျိုးငါလုံနိုင်တယ်ငါလုံတတ်တယ်ဆိုတော့အဲ့ဒီလိုမျိုးသူ့ရဲ့တယူတန်တဲ့စိတ်တွေနဲ့အဲသူ action တွေကိုယူခဲ့တယ်အပြောင်းလဲတွေအများကြီးလုပ်ခဲ့ဆုံးဖြတ်ချက်တွေကိုချခဲ့တယ် အဲ့ဒီသူဆုံးဖြတ်ချက်ချနေတော့ကသူရွေးချယ်မှုတွေလုပ်နေတော့ကတော့သူ့မှာကလုံဝကိုယုံကြည်မှုအပြည့်တက်သည့်အပြည့်ရှိနေတယ်ဒါပေမဲ့အခုကြာကံမှာသူကအစင်မပြေမှုတွေကိုကြုံနေရတယ်ဘာကြောင့်လဲဆိုတော့ဒီ quiz decision ပေါ့နော်ဆုံးဖြတ်ချက်တွေမြန်မြန်ချခဲ့လို့စုံစမ်းတင်တာတွေကိုမစုံစမ်းဘဲနဲ့လုံးတင်တာတွေကိုတေချာမလုပ်ဘဲနဲ့မြန်မြန်ဆုံးဖြတ်ချက်တွေချခဲ့တဲ့အတွက်လက်ရှိမှာမှ သူအစင်မပြေမှုတွေကိုရင်ဆိုင်နေရတယ်အခုမှပဲသူမင်းစကားကိုနားမထောင်ခဲ့မိလို့အာမင်းရဲ့ three base ကားတွေကိုอืม သူလက်မခံခဲ့မိတဲ့အတွက်ဒီလိုဖြစ်နေတာဆိုပြီးတော့သူမင်းကိုပြောစီပြောချင်နေရပေါ့နော်။သို့တော်လည်းပဲအဲ့ဒီလိုမျိုးအဆင်မပြေဘူးဆိုတဲ့အဲဓာတ်ထဲကနေတောင်မှပဲ9 of cup ရဲ့ energy နဲ့သူအဆင်ပြေဖို့စ조사နေတယ်။သူ့ရဲ့တရား whisper လို့ခေါ်တာပေါ့နော်။သူ့ရဲ့အိမ်မက်တွေသူ့ရဲ့စံနာတွေအကုန်လုံးကိုအကောင့်ထဲပေါ်လာဖို့အတွက်သူ조사မယ်ဖြစ်အောင်လုပ်မယ်။မပျော်နေတဲ့အခြေအနေကြီးကနေသူတဖြည်းဖြည်းနဲ့ပျော်နေပြီ။တဖြည်းဖြည်းနဲ့အဆင်ပြေနေပြီဆိုတာကိုမင်းကိုသိစေချင်နေတာ။ မင်းစီကနေထွက်လာကားစားတော့ငါသူအဆင်မပြေနေဘူးဝမ်းနေနေရတယ်အခက်ခဲတွေကိုကြုံခဲ့ရတယ်ဆိုရင်တော့သူအခုအတာတွေကိုကြော်လွားနိုင်ခဲ့ပြီးတော့နိုင်တော့ခပ်ပြည့် energy နဲ့သူ့ရဲ့အိမ်မက်တွေအားလုံးက wishful fulfillment ပေါ့နော်ပြည့်စုံသွားပြီးစိတ်ပိုင်းဆိုင်ရာ certificate certificate certification ဒီစိတ်ပိုင်းဆိုင်ရာစိတ်ခံစားမှုကလည်းအဆင်ပြေနေတယ်ဒါကြောင့်မို့လို့သူဒါတွေကိုမျိုးသိနေတယ်ပေါ့ပြောချင်တာက personal success ပေါ့နော်ဒီသူ့ရဲ့တကိုးရေးစာအောင်မြင်မှုကတော့သူ့ဘဝမှာရနေပြီမင်းမပါလဲရတယ်ဆိုတာကိုသူကလက်ရှိမှာမင်းကိုခက်ကြွားကြွားလေးပြောပြခြင်းနေရမျိုးကိုတွေ့ရတယ်ပေါ့နော်သူ့ဘဝထဲမှာမင်းစီကထွက်လာကားတော့မှအဆင်မပြေနေဘူးဘဝကမင်းရှိမှအဆင်ပြေမယ်လို့ထင်ရတယ်ဆိုတော့ညာအခုမင်းမရှိပဲလဲသူကအောင်မြင်နေတယ်ပျော်ရွှင်နေတယ်အဆင်ပြေနေတယ်ဆိုတာမျိုးကိုသူမင်းကိုပြောပြခြင်းနေတယ်ပေါ့နော် facial sauce ရဲ့ energy နဲ့ဘဝထဲမှာသူ့ဘဝထဲမှာအစ်စ်အစ်စ်တော့အစ်စ်တွေကိုလည်းသူအကောင့်ထဲပေါ်ထားတာတွေအများကြီးရှိနေကြောင်းမျိုးကိုသူအသိပေးခြင်းနေရပေါ့နော် facial sauce ရဲ့ energy နဲ့တစ်ဖက်သူကပေါ့နော်ဘဝထဲမှာဆက်ဆံရေးအစ်စ်တွေကိုအကောင့်ထဲပေါ်ထားတာတော့လကောင်းအလုပ်အစ်စ်တွေကိုအကောင့်ထဲပေါ်ထားတာမျိုးတော့လကောင်းသူ new idea ပေါ့နော် idea အစ်စ်တွေနဲ့ အဲဒီအတင်ယူမှုအသစ်တွေနဲ့ communication တွေလည်းကောင်းကောင်းလုပ်တတ်နေပြီအာပို့ပြီးတော့လည်းတည်ငြိမ်ပြီးတော့ရင့်ကျက်လာနေပြီဆိုတာမျိုးကိုသူမင်းကိုသိစေခြင်းလေတချို့သူဒီမှာဒီ connection မှာကိုပါအောင်ခံစားရလဲဆိုတော့ဗောနော်ဒီ relationship ထဲမှာရှိနေတုန်းကတစ်ဖက်သူကမင်းတို့နဲ့အတူတူရှိနေတုန်းကမရင့်ကျက်ဘူးမတည်ငြိမ်ဘူးအာဘဝကိုပြီးပြီးတော့နေတယ်စူးစမ်းရုန်းကန်ခြင်းစိတ်မရှိနေဘူးဒါပေမဲ့အဲ့ဒီဟာတွေကြောင့်ပဲနှစ်ယောက်သားက ြုတ်ပွဲခဲ့တယ်ပျက်စီးခဲ့တယ်အဲဒါကြောင့်လေတစ်ဖက်အမျိုးသားကလက်ရှိမှာတော့အစင်ပြေပြီးတော့အောင်မြင်နေပြီသူ့ဘဝမှာအစ်အစ်တော့ကောင်းမွန်တော့အရာတွေစတင်ပြီးတော့လှုပ်ဆောင်နေပြီဆိုတာကိုမင်းကိုသိစေချင်နေတာမျိုးတွေ့ရတယ်ပေါ့နော် the tower ကိုတော့တွေ့ရ why အာဒီမှာကကိုဘာကိုခံစားရလဲဆိုတော့ the tower ရဲ့ energy ကမင်းနဲ့သူရဲ့ဆက်ဆံရေးကဒီလိုမျိုးပြန်ပြီးတော့အဖက်ဆယ်လို့မရတော့တဲ့အထိပြိုကွဲသွားတာကိုကသူ့အတွက်ကောင်းမှုတွေဖြစ်လာတာဆိုပြီးတော့သူပြောချင်နေတာပေါ့နော်ဆိုတော့ the tower ကဘာလဲဆိုတော့မင်းနဲ့သူနဲ့ဒီမှာဒီရဲ့ energy ကိုကိုအခုမှဖမ်းမိရအဲမင်းနဲ့သူနဲ့ relationship the end ပေါ့နော်အဆုံးတက်လိုက်ခါစားတော့ကတော့မင်းရဲ့ရွေးချယ်မှုတွေကြောင့် အဲမင်းရဲ့သူ့အပေါ်ကိုတွန်းအားတွေအရန်ပေးမှုတွေကြောင့်မို့လို့သူနာကျင်ရတယ်ကြေခွဲရတယ်ဆိုတော့ညာဒီလိုမျိုးဖြစ်သွားတာကိုကပေါ့နော်သူ့ကိုတွန်းအားတစ်ခုအဖြစ်အဲဖြစ်စေပြီးတော့ကြတော့သူ့ကိုအစင်ပြေပြီးတော့အောင်မြင်တဲ့ဘဝကိုရဖို့အတွက်လမ်းစာတစ်ခုဖြစ်ခဲ့တာမျိုးကိုတွေ့ရတယ်ပေါ့နော်မင်းနဲ့သူ့ရဲ့ဆက်ဆံရေးအဆုံးသက်သွားတော့ကတော့သူ့မှာ aerosol ရဲ့ energy နဲ့ ဘာလို့လို့လိုရမှန်းလည်းမသိဘူးဘလို့ရှေ့ဆက်ရမှန်းလည်းမသိဘူး feeling track ပေါ့နော်စိတ်ထောင်ကြောက်တွေထဲမှာပိတ်မိနေပြီးတော့ကုကယ်ရမဲ့ဖြစ်နေပြီးတော့ဘဝကိုအမောင်တော်ထဲမှာလမ်းလျှောက်နေရတယ်လို့မျိုးလမ်းပြအောင်ပြီးတော့ကြတော့ဘာလို့လုံးလို့လိုရမှန်းမသိဘူးဘာကြောင့်ငါမမဒီလိုကိစ္စတွေလာဖြစ်တာလဲဘာကြောင့်မလို့ငါ့ကိုဒီလိုမျိုးထားပစ်ခဲ့ရတာလဲဆိုတော့သူဟိုအတွေးတွေထဲမှာပိတ်မိနေတယ် တကယ်တော့ဘာကြောင့်ဒီလိုမျိုးဖြစ်လဲဆိုတာကိုသူကအခုထက်ထိအမြင်မှန်မရသေးဘူး။သူအစဉ်ပြေနေပြီးတော့အောင်မြင်စားပြုတဲ့အချိန်မှာမင်းကိုမခံကျင်စိမ့်နဲ့ငါဒီလိုတွေဖြစ်နေပြီတွေ့လားဆိုတဲ့သတင်းစကားတွေသူ့ရဲ့အကြောင်းအရာတွေကိုမင်းစီကိုပို့ချင်နေတယ်။ဒါပေမဲ့မင်းနဲ့သူဘာကြောင့်ဒီလိုဖြစ်သွားလဲဆိုတဲ့တကယ်အကြောင်းရင်းမှန်ကိုသူအခုတည်းကမသိသေးဘူး။မသိသေးလို့သူဒီလိုမျိုးပြောချင်နေတာ။ဘာဖြစ်လို့ဒီလိုဖြစ်သွားလဲဆိုတဲ့တကယ်အကြောင်းရင်းမှန်ကကိုယ့်ရဲ့ quality တွေနဲ့သူကအတူတူရှိနေတော့ကကြတော့ဒီ relationship ကိုတောင်းဝန်ယူချင်စိမ့်မရှိဘူး။ဒီ ဘဝလေးကိုပေါ့နော်တိုးတက်ခြင်းသိမရှိဘူးပေါ်ပေါ်ပြောပြောဘာလို့ပြောလဲပေါ်ပေါ်ပါပါနေတယ်ပျော်ပျော်နေတယ်တာဝန်ဆိုတာကိုဘာမှမသိလို့မို့ဒီ relationship ကဒီလိုမျိုးပြိုကွဲခဲ့ရတယ်ဆိုတာကို तू ကအခုထိနားမလည်သေးဘဲနဲ့ဒီ relationship ပြိုကွဲသွားတော့ကသူအဆင်ပြေမှုတွေခံစားခဲ့ရတယ်။ဘာကြောင့်သူ့ကိုဒီလိုလုံးရက်ခဲ့တာလဲဆိုတော့အတွေးတွေနဲ့သူ့မှာအချိန်အကြာကြီးမပြောမရှင်ဖြစ်ပြီးတော့လမ်းတွေပျောက်ခဲ့ရတယ်။ဒါပေမဲ့အခုတော့မဟုတ်တော့ဘူးဆိုပြီးတော့သူအဲမင်းကို ချေးခြင်းနေရပေါ့နော်စလေးခြင်းနေတဲ့ energy ပေါ့နော်အခုတော့တွေ့လာနင်ထားရလိုက်လို့နင်ငါ့ကိုဒီလိုမျိုးလှုပ်ရလိုက်လို့မလို့ငါပိုကောင်းတဲ့သူတွေနဲ့တွေ့ပြီးတော့ပိုကောင်းတဲ့ဘဝတစ်ခုငါဖန်တီးနေနိုင်ပြီတွေ့ရလားဆိုပြီးတော့သူမင်းကိုပြောကျင်နေတယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါတစ်ဖက်သူမင်းကိုတိစေချင်နေတဲ့ကိစ္စကတော့စစ်စော်စော်ဒီမှာပေါ့နော် မင်းစီကနေထွက်သွားလိုက်တာကသူ့အတွက်တကယ်ကိုပဲမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့။ခက်ထွက်လာခဲ့တဲ့တော့ကသူ့အတွက်ခက်ခဲတဲ့အချိန်ပင်မယ်လို့အခုကတော့လုံးဝကိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာက recovery ပြန်ဖြစ်နေပြီးတော့ကြတော့အောင်မြင်တဲ့အဆင့်ကိုတောင်မှပဲရောက်နေပြီးဒီအတွက်မို့လို့ဒီလိုမျိုးထွက်သွားပြစ်အောင်လို့တွန်းအားပေးခဲ့တဲ့မင်းကိုတောင်မှပဲသူကလက်ရှိမှာကျေးဇူးတင်နေကြတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူမင်းကိုဟို ကြားစီခြင်းတွေကသူ့ရဲ့အဆင်ပြေပြီးအောင်မြင်နေပါတယ်ဆိုတဲ့သတင်းစကားတွေကိုမျက်စီကိုပို့ခြင်းတွေမျိုးတွေ့ရတယ်ပေါ့နော်လက်ရှိမှာသူကမင်းကြောင့်နာကျင်ခဲ့ရတဲ့အတိတ်ကကိစ္စတွေအတွက်လည်း healing လုပ်နိုင်နေပြီ moving forward ပေါ့နော်မင်းမပါပဲလေအရှိကိုစစ်ဆက်နိုင်နေပြီအဲမင်းပါတီဖြစ်စေမင်းမပါတီဖြစ်စေသူ့ဘဝကဘာမှထူးထူးခြားခြားမဖြစ်တော့ဘူးတချို့ communication တွေကသူ့အတွက်အရေးမပါတော့ဘူးအဲသူ့ရဲ့ career ဘိုင်းတွေမှာဆိုရင်လည်းသူဟိုအောင်မြင်နေပြီပေါ့နော် အောင်မြင်နေပြီအဆင်ပြေနေပြီခက်ခဲတယ်ဆိုရင်တောင်မှပဲသူကဒါကိုကိုင်းတွဲနိုင်တဲ့အထိရင့်ကျက်သွားပြီတည်ငြိမ်သွားပြီဒါတွေကိုအဲမင်းရဲ့တစ်ဖက်သူကမင်းကိုတီးစီခြင်းနေတယ်ကြားစီခြင်းနေတယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ရှင်ဆိုတော့ဒါဟာအာ collective reading ဖြစ်ပါတယ်ရှင် energy resonate ဖြစ်တယ်ဆိုရင် comment မှာပြောသွားပြီးတော့အာကိုပီတီလို့ရရပေါ့နော် လိုက်ခံ share လေးလုပ်ပြီးတော့လည်းခင်သွားလို့ရတယ်ဒီလိုမျိုး free reading လေးတွေမြန်လိုက်ခံရရှိခြင်းနဲ့ဆိုရင်တော့ကိုယ့်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပါရှင် Facebook နဲ့ TikTok မှာလည်း active ဖြစ်ပါတယ် personal reading ဝင်ခြင်းတဲ့သူတွေကတော့ description မှာ link ချပေးထားတယ် Telegram သို့မဟုတ် Viber မှာ booking လေးဝယ်ယူနိုင်ပါတယ်ရှင်ဆိုတော့ see you